၄ရက်၁၂လ၂၀25ကြာတာပရိနေလေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကြာတာပရိနေမွေးသူလေးတွေအတွက်ကိုချွေတာတော့တွေစီကနေပြီးတော့နာတာနှစ်ကုံမှာလှစ်ချခရရမယ်အရာတွေပေါ့နော်နောက်နှစ်သိအတွက်မှာနှစ်သိကိုယူမသွားတော့ဘူးနှစ်သိအတွက်ကံထောက်ပံ့ဖြစ်စေမယ်အရာတွေရရှိဖို့အတွက်နှစ်ဟောင်းမှာကိုကဘာတွေကိုဘလို့အမှုကျင့်နေဘယ်အရာတွေပေါ့နော်ကံကြမ္မာထဲမှာလည်းမကောင်းတဲ့အရာတွေပေါ့အဲ့ဒါတွေကိုဘာတွေလွှတ်ချခဲ့ရမလဲဆိုတာကိုရွှေတော်ကတော့ကတ်တမိတ်တွေလည်းကြည့်မှဖြစ်ပါတယ်အဲ့တော့ကတ်ကလေးလေးကထုတ်လိုက်ပါပြီ อืมဟုတ်ပြီလေးကမှာဆိုလို့ရှိရင်တော့ပထမဆုံးကမှာဆိုလို့ရှိရင် threes of ones ပေါ့เนาะ threes of ones ဆိုတာကကိုရရှိရောင်ရှိခြင်းနဲ့ပန်းနိုင်တကူအားတဲ့ဒါလမ်းမှာရောက်နေပြီကိုဖြစ်ခြင်းနဲ့အရာတခုခုကလမ်းမှာရောက်နေပြီပေါ့เนาะဥပမာထားပါတော့တင်ကအဝနိုင်ငံခြားထွက်ချင်တာပဲဖြစ်ဖြစ်နိုင်ငံအပြောင်းရွှေ့လုပ်ချင်တာပဲဖြစ်ဖြစ်ခရီးထွက်ချင်တာပဲဖြစ်ဖြစ်အဲ့ဒီအပိုင်းခြားမှာဆိုတင်ကခရီးထွက်ရမယ့်ကံရှိတယ်အပြောင်းရွှေ့ကံရှိတယ်သို့တော်လည်းအချိန်လေးနည်းနည်းစောင့်ပေးရမယ် အဲ့ဒီနေရာမှာတင်ကဘာကိုလွှတ်ချထားရမလဲဆိုလို့ရှိရင်တင်ရဲ့အလောတကြီးပေါ့မြန်မြန်ဆန်ဆန်အခုမဖြစ်သေးဘူးလားအခုမရသေးဘူးလားเนาะအဲ့လိုမျိုးလောကြီးနေတဲ့စိတ်တွေကိုလည်းတင်ကလွှတ်ချထားရပါမယ်တဲ့အေးဆေးဆေးနဲ့ကိုလုံးဆောင်စရာရှိတာတွေကိုလုံးဆောင်ပြီးတော့မှ နေမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တင်အတွက်အခွင့်အလမ်းကောင်းနေစိတ်ဆက်သေးကြမှုတွေရရှိလာမှာပဲဖြစ်တယ်တဲ့တင်လိုချင်တဲ့အခွင့်အလမ်းတွေကလမ်းတစ်ဝက်ကိုတောင်ရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့တင်ဟာစိတ်ရှည်လက်ရှည်လေးတော့စောင့်ပေးဖို့လိုတယ်ဆိုတာကိုပြောတယ်နော် အဲ့တော့အလောကြီးတဲ့စိတ်တွေကိုလွှတ်ချပေးပါဘာစုကြည့်ရသလောက်လေဒီနှစ်ဒီလပိုင်းနေမှာကတ်တွေဖတ်တယ်ဆိုတဲ့အခါကြလို့ရှိရင်လူတွေတော်တော်များများစိတ်လောကြတယ်ပေါ့နော်ဒါကြာသာရင်းနဲ့မွေးသူမှမဟုတ်ဘူးတခြားနေ့မွေးသူတွေလည်းစိတ်တွေအလောကြီးကြတယ်အဲ့လိုမျိုးစိတ်တွေလောတာကြောင့်ကိုယ်စီမှာရရှိလာမယ်ရောက်ရှိလာမယ်အခွင့်အလမ်းတွေဆုံးရှုံးတာမျိုးတွေဖြစ်တတ်တယ်နော်အလောကြီးပြီးတော့မြန်မြန်ဆုံးဖြတ်ထားတဲ့စားလို့ရှိရင်ဖြည်းဖြည်းအေးအေးလေးပဲကိုယ့်အနေကိုစိတ်ကိုချော့ချပြီးတော့ဒါစောင့်တိုင်းတာတွေကနော် အခွင့်အလမ်းကိုစောင့်တာတွေစိတ်ကိုလျှော့ချပြီးအလုပ်လုပ်ဆောင်တာတွေကတော့ပို့ပြီးတော့ကောင်းမွန်တယ်ဆိုတာလေးကိုပြောပြထားတယ်နော် နောက်တစ်ခုကဆိုလို့ရှိရင် Seven Oscar ကတက်မှာရွေးချယ်စရာတွေအရန်များနေတယ်စိတ်တရားလည်းအရန်ကိုရှုပ်နေတယ်ဟိုကလည်းလောက်ရမလို့ဒီဟာလည်းလောက်ရမလို့เนาะပြီးလို့ရှိရင်ကို့မှာဘာတွေဆက်ဖြစ်လာအောင်မှာလဲဒီလမ်းကြောင်းကိုရွေးလိုက်ရောငါမှားသွားမှာလားဒီဟာကိုလှုပ်လိုက်ရင်အဆင်ပြေပါမလားဆိုပြီးတော့ရှုပ်ထွင်းနေတဲ့ရွေးချယ်စရာများတဲ့ကတ်နမိတ်ကိုမြင်နေရတယ်အဲ့တော့ကြတော့သင်လှှချကြရမယ့်အရာလို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့စိတ်ရှုပ်ထွေးနေတာတွေတွေ့ဝေနေတာတွေလမ်းကြောင်းတွေများပြီးရွေးချယ်စရာတွေများပြီးဘာမှမလုပ်ဖြစ်တဲ့ကိစ္စမျိုးတွေဒါတွေက ိုလျှော့ချပါရတယ်เนาะဒါတွေကိုလျှော့ချဖို့တတိပေးထားပါတယ်နောက်ထပ်တစ်ခါမှာဆိုလို့ရှိရင်เนาะ3 source coin ပေါ့เนาะအငွေကြေးတွေကကြတော့စနစ်တကျလေးနဲ့တတိချာချာလှုပ်ဆောင်မယ်ဆိုလို့ရှိရင်เนาะတင့်ကိုအချိုးပေးနိုင်တယ်ဆိုတာလေးကိုပြထားတယ်ငွေကြေးလမ်းကြောင်းအခြေအနေမှာဆိုရင်လည်းရရှိလာဖို့ကဏ္ဍမိတ်တွေလည်းမြင်ရသလိုဒီနေရာမှာဆိုလို့ရှိရင်เนาะတတိချာချာစစ်စစ်ဆက်ဆက်ပြန်လဲလှုပ်ဆောင်ပါဆိုတဲ့တိုက်တွန်းချက်ကိုလည်းမြင်ရတယ် ထားပါတော့ဒီကြာတာပရိသတ်သမီးတွေဒီ2029မှာကိုကငွေကြေးကိုတည်တည်ချာချာမစီမံခဲ့ဘူးပေါ့နော်ငွေကိုအထွက်တရအရန်များနေတယ်ဒါမှမဟုတ်လို့ရှင်အကျွေးကိုလည်းတည်ချာမစီမံနိုင်ဘူးဝင်ငွေကိုလည်းတည်ချာမစီမံနိုင်ဘူးအနောက်ဆက်တွဲဝင်ငွေပိုရဖို့လမ်းကြောင်းတွေကိုလည်းတည်တည်ချာချာမစီမံနိုင်ဘူးဆိုတဲ့အခါကြလို့ရှင်တဲ့အဲ့ဒီ ငွေကြေးနဲ့ပတ်သက်ပြီးတော့တေချာကြီးရစွာမစီမံနိုင်တဲ့အရာမျိုးတွေကိုတိလွှတ်ချရမှာဖြစ်တယ်တဲ့ဒီနှစ်မှာဆိုလို့ရှိရင်တော့တင်ရတေတေချာချာစီမံခန့်ခွဲတတ်ခြင်းဆိုတာကိုပေါင်းထည့်ပြီးတော့ဒါငွေကြေးကိုတေချာလုံးဆောင်မယ်ဆိုလို့ရှိရင်တော့စုမိဆောင်မှုဖြစ်ပြီးတော့ငွေကြေးရလဲ energy ကောင်းမယ်နောက်တစ်ခါငွေကန်တွေပွင့်လာဖို့လမ်းရှိတယ်ပေါ့နော်တင်လွှတ်ချရမယ့်အရာကငွေကိုစနစ်တကျမကင်တွေ့ခြင်းတေတေချာချာမစီမံခြင်းဆိုတဲ့အရာလေးကိုလွှတ်ချပေးရမှာပဲဖြစ်ပါတယ်တဲ့နောက်ဆုံးတစ်ခါမှာဆိုလို့ရှိရင်တော့ င်သိရှိရမယ့်ဉာဏ်ပညာတွေเนาะတင်သိရှိဖို့လိုနေသေးတဲ့ knowledge တွေအဲ့ဒါတွေကိုထပ်မံပြီးတော့ရှာဖွေပါတဲ့အဲ့ဒါအဲ့လိုပြောထားတယ်အခုဆိုလို့ရှိရင်ပေါ့နော်ကြာလာရေးသားသမီးလေးတွေကငါကတော့သိတာတွေအများကြီးရှိနေပြီငါဒီလမ်းကြောင်းမှာဆိုလောက်လာတာလဲအကြာကြီးပဲဖြစ်နေပြီငါမှအတွေ့အကြုံတွေအများများနေပြီအဲ့ဒီအတွက်ငါမှနောက်ထပ်ဘာမှထပ်ပြီးတော့လည်းသင်စရာလည်းမလိုသိစရာလည်းမလိုငါဒီတိုင်းသွားလို့ရတယ်ဆိုတဲ့အတ္တစိတ်နဲ့ကာထားတာတွေကိုတဲ့ short ချပေးဖို့လိုပါတယ်တဲ့အဲ့ဒါလေးကိုပြထားတယ်အသိရဲ့ရှင်ထဲမှာရှိနေတဲ့တီးတင့်တီးထိုက်တဲ့အမှန်တရားတွေနောက်ထပ်ထပ်ပြီးတော့ထိုးရင်းရမယ့်ဉာဏ်ပညာတွေ က်လာမယ်ညံစင်တွေဓာတ်တွေကိုတဲ့တင်အားတဲ့ စူဆောင်းရမှာဖြစ်ပါတယ်တဲ့စူဆောင်းရမှာဖြစ်တယ်เนาะကြလာတဲ့ကတည်းရသေးကကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြတာပရိသတ်သမီးလေးတွေကဒီနှစ်ပိုင်းတွေနှစ်မကုန်ခင်မှာပေါ့နော်ကို့မှာကျင်နာချင်းစွမ်းရည်တွေကြနေတယ်နော်ကို့မှာဟိုပြောရမယ်ဆိုလို့ရှိရင်တစ်ဖက်သူကိုမြတ်တာပေးဖို့ကျင်နာဖို့အဲဒါမျိုးစွမ်းရည်တွေကြနေပြီဆိုလို့ရှိရင်လည်းအဲ့ဒါတွေကိုလွှတ်ချခဲ့ပါတော့တယ်နော်ကို့ရဲ့ဒီရှေ့ကိုရောက်လာတဲ့လူတွေကို အကုန်လုံးကိုဘယ်လိုပြောရမလဲကျင်နာဂယုနာပေါ့နော်ဒါမျိုးလေးတွေနဲ့ဆက်ဆံပေးပါဂယုနာတရားလေးတွေများများထားပေးဖို့ ို့ဆိုတာလေးတွေကိုဒါလမ်းညွှန်ထားတာဖြစ်တယ်။နောက်တစ်ခုကကိုယ်စီမှာရှိနေတာလွှတ်ချရမယ်ဆိုလို့ရှိရင်တော့ကိုယ်စီမှာရှိနေတဲ့ဒေါသစိတ်ကလေးတွေလောဘတရားလေးတွေပေါ့နော်ဒါလေးတွေကိုအပြင်ဆင်ရမယ်ပေါ့နော်စိတ်တိုရတာလေးတွေဒါလေးတွေကိုလျှော့ချပေးလိုက်မယ်လွှတ်ချခဲလိုက်မယ်ဆိုလို့ရှိရင်တော့ဇာတာပရိသာသမီလေးတွေအတွက်ကံထောက်ပံ့လေးကအရန်ကိုမြင့်လာစေမှာပဲဖြစ်တဲ့မသိသေးသောဉာဏ်ပညာအလင်းတွေဒါတွေကိုထပ်မံပြီးတော့တွေးရှိလာမှာပဲဖြစ်တဲ့ဒီနှစ်မှာပေါ့နော်သင်ယူသင်ကြားမှုတွေမလုပ်ခဲ့ဘူးဘုဟုတုတ္တရတွေစုဆောင်းမှုတွေမလု ုပ်ခဲ့ဘူးဆိုလို့ရှင်ထပ်မံတင် जा ဖို့မလိုဘူးဆိုပြီးတော့ကိုယ့်ကို limiting ပလိဖြစ်နေတဲ့အဲအဲ့ဒီလိုမျိုးစိတ်တွေဆိုလို့ရှိရင်လဲချော့ချခဲ့ပါတယ်။ခါလေကြရင်ပန်းစုတို့ကဖြစ်တတ်တယ်လေနော်။ကိုကတော့ဘယ်နေရာဘယ်ရာတို့မှဘလို့အကောင်အင်းဖြစ်နေလို့ဘာလုံးနေလို့ထပ်ပြီးတော့တင်စရာမလိုတော့ဘူးထပ်ပြီးတော့သိစရာမလိုတော့ဘူးဒီဥစ္စာငါဒီလူရှိမှဘာကြောင့်တင်ရမှာလဲဒီဥစ္စာဒီငါဒါဟိုဘာကြောင့်စူဆောင်းရမှာလဲစသဖြင့်ပေါ့ကိုကိုပူဒါဘလို့ပြောမလဲ first mindset ဖြစ်နေတာပေါ့အဲ့ဒါမျိုးတွေဆိုလို့ရှိရင် growth mindset ပြောင်းရမယ်အချိန်ပါပဲတဲ့နော်အဲ့လိုမျိုးပြောထားတာဖြစ်တယ်လေးကစလုံးကိုခြုံငုံကြည့်ရမယ်ဆိုလို့ရှိရင်တော့ဇာတာပြိသားသမီးလေးတွေ တွက်ကန်ထောက်ပံ့ရရှိနေတာကတော့နိုင်ငံသားကန်နေနိုင်ငံအပြောင်းရွှေ့ကန်နေပြည်ပထွက်ခွာဖို့တွေမှာဆိုလို့ရှိရင်တော့ကန်ထောက်ပံ့နေရရှိနေပါတယ်အဲ့ဒီတော့အဲ့ဒီနေရာမှာတင်ထားချင်ရမယ့်စိတ်လေးစိတ်ထားသည်စောင်းဆိုင်တက်ချင်းဆိုတာလေးကိုပြောထားပါဗါးအလောကြီးခြင်းတွေစိတ်ရှုပ်ထွေးခြင်းတွေလက်တွေ့မကြတော့စိတ်ကူးယဉ်မှုတွေကိုချောချခဲ့ရဖို့လိုတယ် ငွေကြေးကိုတည်တည်ထားကြမစီမံမကင်အတွက်ဂျင်းကိုလည်းရှော့ချခဲ့ဖို့လိုသလိုတင်းစီမှာရှိနေတဲ့ဒေါသတရားလေးတွေမထင်ရင်မထင်သလိုပြုတ်မှုတတ်တာလေးတွေဒါလေးတွေကိုလည်းရှော့ချခဲ့ဖို့ကိုပြောထားတာပဲဖြစ်ပါတယ်။အဲ့ဒီတော့ဒီ reading လေးနဲ့ကိုက်ညီမှုရှိတဲ့ကြာတာပရင်းနဲ့မွေးသူလေးတွေကလည်းကိုပါတွေလှစ်ချခဲ့မယ်ဆိုတာလေးတွေကို comment လေးမှာရေးလာပေးခဲ့ပါအောင်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ tarot reading တွေနဲ့ spiritual knowledge တွေကိုထပ်မံမျှဝေပေးသွားပါမယ်။ကျေးဇူးပါ။ပန်းစုပါ။